Hello အားလုံးပဲမင်္ဂလာပါ N1 Kanji Revision Video ကနေပြန်ပြီးတော့ကြိုဆိုပါရစေ။ဒီတစ်ခေါက်ကကျွန်တော်တို့အပိုင်း3ဖြစ်ပါတယ်။အရှိမအပိုင်း1နဲ့2ရှိရယ်ပေါ့နော်။အဲ့တော့မကြည့်ရသေးဘူးဆိုလို့ရှိရင်1နဲ့2ကနေစပြီးတော့ကြည့်ဖို့အတွက်အကြံပြုပါရစေ။အဲ N1 ရောက်သွားပြီဆိုတော့ကျွန်တော်တို့ဒီမှာစာရီအများကြီးကျက်စရာကြီးဖြစ်လာတယ်။ ဒါမဲ့လေကျွန်တော် unwan စာလီလာနေတဲ့သူတွေကိုတအားသဘောကြတာပဲဒီလားဘာလို့လဲဆိုတော့သူတို့ကလေအဲ့လိုအများကြီးဘာမှ complain မတက်တော့ဘူးပေါ့နော်ကျွန်တော် un5 and 4လောက်ဆိုလို့ရှင်စာရေးများတယ်ခန်းကြီးတွေကများတယ်ဆိုပြီးတော့ complain တက်သေးရဲ့အဲ and 3လောက်ရောက်ပြီဆိုလို့ရှင်နည်းနည်းလေးအဲအဲ့လိုဟိုလိုဒီလိုလေးဖြစ်လာပေါ့နော် and 3ကိုကြော်ပြီးတော့ and 2 and 1ရောက်ပြီဆိုလို့ရှင်ဆရာကြီးတွေဖြစ်သွားတယ်ဆရာကြီးတွေဖြစ်သွားတယ်ဆိုတော့အဲ့လိုလောကဓာတ်မှာပေါ့နော်တော်တော်လေးကိုကျင့်သားရသွားပြီပေါ့နော်သူတို့ကတွေ့လို့ရှင်ကြက်ရမယ်ဆိုတော့လည်းတည်တယ်များမှန်းလည်းတည်တယ်မငီးတော့ဘူးပေါ့နော်ဒီတိုင်းပဲတွေ့ရ နဲ့ကောက်ပြီးကြက်လိုက်တာပေါ့မိသွားလဲပြန်ကြက်ပေါ့เนาะအဲ့တော့ကျွန်တော် N1 N2 လေးလာနေတဲ့သူတွေဆိုလို့ရှိရင်စကားအများကြီးပြောစရာမလိုတော့တော့ အရင်ကသဘောကျပါတယ်အခုလည်းဒီဗီဒီယိုလေးအဆုံးထိတရားပေါက်လိုက်ပြီးတော့ကြည့်ပေးပါဦးเนาะမိသွားရင်လည်းထပ်ပြီးတော့ပြန်ကြည့်ပေးအောင်เนาะဒါဟိုသဘာဝပဲလीเนาะမိကြက်လိုက်မိလိုက်ကြက်လိုက်မိလိုက်ပဲဆိုတော့အဲ့တော့ okay ပါကျွန်တော်ဒီနေ့ကဒီနံပါတ်၈အတန်းလေးရောက်သွားပြီပေါ့เนาะဒီစကလုံးလေးဒီစလုံးလေးရောက်သွားပြီဒါလေးကိုမြင်ဖူးလားမြင်ဖူးတယ်ရင်းနှီးနှီးမြင်ဖူးတယ်ပေါ့เนาะကျွန်တော်ပမာမြင်ဖူးနေရလဲဆိုတော့ဒီလိုမျိုးခန်းကေးကင်တို့ဘာလို့မှမြင်ဖူးနေရ welcome လုပ်တယ်ဆိုတော့ခန်းကေးရဲ့ခန်းလေးဖြစ်ပါတယ်အဲ့တော့ဟိုသူကလေအဲခန်း gegeben habe, Edgar ထားပြီးတော့တုံးနေပေါ့နော်သူ့ရဲ့တခြားလုံတွဲလေးအနေနဲ့ဆိုလို့ရှိရင်ဒီလိုမျိုးခန်းတန်းဆိုပြီးတော့စကားစမိပြောတာတို့ဘာလို့ဆိုလဲဟာမျိုးလေးရှိတယ်ဒါပေမဲ့များသောအားဖြင့်တော့ဒီခန်းကြီးမှာပဲတွေ့ရမယ့်စကားလုံးလေးဖြစ်တယ်သူကကျွန်တော်တို့ဥပမာပေါ့နော်ခန်းခိုးတို့ဘာလို့ခန်းခိုးခရခုတို့ရဲ့ဘာလို့ရဲ့စကားလုံးလေးနဲ့ဆင်နေရပေါ့နော်အဲဒါကြောင့်သူခန်းဆိုပြီးတော့ထွက်တာဖြစ်တယ်အနောက်ကဒီစကားလုံးလေးဒါလေးကို N1 ရောက်လို့ရှိရင်တော်တော်လေးဝေဝါပြီးတော့ဘာလဲဆိုပြီးတော့ဖြစ်တဲ့စကားလုံးလေးထဲမှာပါတယ်ပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီစကားလုံးလေးကိုအဲ့လိုမျိုး U guy တို့ဘာလို့ရဲ့ U လေးမှာမ ြင်ဘူးတယ်ပေါ့အဲ့လို relax ဖြစ်တာတို့ဘာတို့မှာယူလေးအနေနဲ့မြင်ဘူးတယ်ပြီးလို့ရှိရင်နည်းနည်းလေးဆင်နေရမျိုးဆိုလို့ရှိရင်ကျောင်းဒီ you should sit တို့ဘာတို့ပေါ့နော် you should sit တို့ you new တို့တင်သွင်းနေတင်ပို့တယ်တို့ဘာတို့မှာထပ်ပြီးတော့မြင်ရတယ်ဒါပေမဲ့ဒီတစ်ခေါက်ကကြတော့ဒီလိုမျိုးလေးအရှိကဂွန်ပန်းလေးဖြစ်နေပေါ့နော် eu လေးနဲ့ကြတော့ဘာဖြစ်သွားလဲဆိုတော့ तू ကလည်း you ပဲအဲဒါပေမဲ့ကျွန်တော်တို့သူ့ကိုဆိုလို့ရှိရင်စတိုးစုပေါ့နော် तू ကမြန်မာလိုအတိတ်ပဲဆိုလို့ရှိရင်တစုံတစ်ယောက်ကိုအဲ့လိုမျိုးနားလဲအောင်နားဝင်အောင်နားချပြီးတော့ပြပြပေးတယ်ဆိုရအတိတ်ပဲမျိုးပြီးလို့ရှိရင်အဲ့လိုမျိုးပေါ့နော်အမားတွေဘာတွေဆိုလို့ရှိရင် င်းလဲအဲ့လိုအာသူနားလဲအောင်ပေါ့နော်တိတိကျကျလေးပြပြပေးတယ်ဆိုရင်အတိတ်ပဲလေးနဲ့အဲစတိုးစုဆိုပြီးတော့ဒီလိုမျိုး vocab လေးရှိတယ်။သူအများသွားဖြစ်ဒီလိုမျိုး cure you ဆိုလို့ရှင်အဲ့လို ကျွန်တော်အရင်ကတီးခဲ့တဲ့ဒီချောရှိဆိုရအတိတ်ပဲမျိုးလေးပဲပေါ့နော်ဒါမဲ့အဲ့လိုမျိုးဟိုဆေးရဆိုရအတိတ်ပဲမျိုးလေးနဲ့တုံးတယ်ပေါ့နော်သူကတိတိချာချာလေးနားဝင်အောင်ပြောပြပေးရဆိုရအတိတ်ပဲရှိရစကလုံးလေးဖြစ်ပါတယ်အဲ့တော့ဒီစာတိုးစုဆိုရစကလုံးလေးအရှိမကျွန်တော်တွေ့ခဲ့တာကဒီစာတိုးရုတိမြင်တယ်ဆိုပြီးတော့လေဒီအဲ့ဒါလေးကကြတော့ခခုကောရဲ့ဂော့လေးအနေနဲ့တွေ့ခဲ့တာပေါ့နော်အဲ့တော့ဒါကကြတော့အဲစာတိုးရုဖြစ်ပြီးတော့ပေါ့ဥစားလေးကကြတော့စာတိုးစုဖြစ်တယ်ဆိုရဥစားလေးကိုအတွဲလိုက်လေးဒီလိုမျိုးလေး N1 စလုံးလေးနှစ်ခုအနေနဲ့သူကြက်ထားပြီးလို့ရှင်မှတ်မိလွယ်မယ်လို့ထင်ပါတယ်ပြီးလို့ရှင်ကျွန်တော်စောစောပြောခဲ့တဲ့ဒီ you new you should so တို့ဘာတွေရဲ့ဥစ္စာလေးရဲ့ပြီးလို့ရှင်ဒီ relax ဖြစ်တယ်ဆိုရဲ you guys ဆိုရဲ့ podcast လေးရဲ့ဘာတခါရဲ့တူတူကြက်ထားပြီးလိုက်ပေါ့နော်သူအနောက်မှာရှိနေတဲ့စကလုံးလေးကကြတော့ဒါလေးဒါလေးကကြတော့ shinobu ဆိုပြီးတော့ခေါ်ပါတယ်ဒါလေးကိုကျွန်တော်ရင်းနှီးနှီးပမာမြင်ဘူးနေရလဲဆိုတော့ဒီလိုမျိုး ninja တို့ဘာတို့မှမြင်ဘူးနေရပေါ့နော် shinobu ကသူကအတိတ်ပဲကမြန်မာလိုဆိုလို့ရှင်တခုခုကိုတီးခန့်နေဒါမှမဟုတ်လို့ရှင်အဲ့လိုမမြင်အောင်ဖုံးကွယ်ထားတယ်တို့ဘာတို့ဖွက်ထားတယ်ဆိုရဲ့ ိပ္ပယ်မျိုးလေးနဲ့တုံးတယ်ပေါ့နော်အဲ့ဒါကြောင့်နင်ဂျာဆိုလို့ရှိရင်အကုန်လုံးမျက်နှာကြီးအုပ်ထားလို့အဲ့ဒါကြောင့်ခေါ်လာတော့မသိဘူးပေါ့နော်အဲ့တော့ရှီနိုဘူးကကြတော့ပြီးလို့ရှိရင်ကျွန်တော်အရှိမတွေ့ခဲ့တဲ့ဒီနင်တိုင်းပေါ့နော်တီးခန့်နေဆိုရဲစကလုံးလေးအနေနဲ့လည်းထပ်ပြီးတော့တွေ့ရတတ်တယ်ပေါ့နော်အဲ့တော့ဒီဥစ္စာလေးကိုမှတ်ထားပေးပါအဲအနောက်ကစကလုံးလေးဒါလေးကမှတ်မိစေချင်တယ်ပေါ့နော်မှတ်မိစေချင်တယ်ထက်ခါတက်ခါအဲပါနေရဲ့စကလုံးလေးဖြစ်တယ်ပေါ့နော်သူကကြတော့ခူရူဥယူတွတ်တယ်ဆိုရဲစကလုံးလေးဖြစ်ပါတယ်သူကတကယ်ယူသွားတာတိလားအဲ့တော့ ခုတူဦးယူသွတ်တယ်ဆိုတဲ့စကားလုံးလေးအရှိမအမွှေးကြီးလည်းပါတယ်ပေါ့ပင်းလည်းပါပေါ့နော်အဲ့တော့ခုတူဦးယူသွတ်သွားတယ်ဆိုတဲ့စကားလုံးလေးအတွေ့လိုက်လေးမှတ်ထားပေးပါသူကလေချောဆိုပြီးတော့ဖတ်တယ်ဒီလားဟိုလုံတွဲ သူ့ရဲ့အုံးယော်မိအနေနဲ့ဆိုလို့ရှင်ခေါဆိုပြီးတော့ဖတ်တယ်ဥပမာ nekyotic key တို့ပါလို့ဆိုလို့ရှင် nest လေးရဲ့ nekyotic key ဆိုအရင်ကယူယူတွတ်တွတ်သဘောကျတယ်တို့ပါလို့အဲ့ဒါမျိုးမှာသုံးတတ်တယ်စကားလုံးလေးပေါ့နော်ခေါဆိုရယ်စကားလုံးလေးမှတ်ထားပေးပါအဲဒါလေးဒါတို့ဥပမာပေါ့နော်ကျွန်တော်လွန်ခဲ့တဲ့9နှစ်လောက်6နှစ်လောက်တည်းကတည်ရယ်ဆိုလို့ရှင်ဒီဘောကပ်ကိုရင်းနှီးနှီးသိမယ်လို့ထင်တယ်ဘာလို့ဆိုကျွန်တော်အမြင်နဲ့ဒီစကားလုံးအကြောင်းကိုထက်ခါထက်ခါအချိန်ပေါင်း9ခေါက်ထက်မနေဘူးပြောဖို့တယ်ပေါ့နော်တိုး ခွန်ဆေးဆိုးမှာပါတဲ့စကားလုံးလေးဖြစ်ပါတယ်။တိုးကကြတော့ဟီကရှိအဲအနောက်ကဥစ္စာလေးကဒီတိုးဟွန်းရဲ့ဟွန်းလေးကကြတော့ဟာရှိတုပြေးတီဆွဲစကားလုံးလေးပေါ့နော်။ဟာရှိတုအဲ့တော့ဟာရှိတုဒီဟာလေးပေါ့နော်။အနောက်ကဒီဟာလည်းနီရှိနောက်ကဥစ္စာလေးကလည်းဟာရှိတုပေါ့နော်။သူကတောင်ပြေးလိုက်မြောက်ပြေးလိုက်ဆိုတဲ့စကားလုံးလေးဖြစ်ပါတယ်။အဲ့တော့ပြေးတီဆွဲ N1 စကားလုံးလေးပေါ့နော်။ အဲ့တော့ဥပမာကျွန်တော်မြန်မာနိုင်ငံမှာဆိုလို့ရှိရင်မြန်မာနိုင်ငံကကြတော့အဲ့လိုအပေါ်အဲအောက်နဲ့ရှည်တော့ကြတော့တောင်ပြေးလိုက်မြောက်ပြေးလိုက်အလုံများနေဆိုတဲ့အသေးပဲမျိုးပြောပြချင်တာပေါ့နော်ဒါပေမဲ့ဂျပန်နိုင်ငံကကြတော့ဒီလိုမျိုးလေးဆိုတော့အရှိအနောက်ဖြစ်သွားတယ်ပေါ့နော်ဒါပေမဲ့မြန်မာလိုဘာသာပြန်မယ်ဆိုလို့ရှိရင်တော့အရှိပြေးလိုက်နောက်ပြေးလိုက်ဆိုတဲ့အဲ့လိုတောင်ပြေးလိုက်မြောက်ပြေးလိုက်ဆိုပို့ပြီးတော့မြန်မာလူမျိုးအနေနဲ့ဆိုနားလည်လွယ်မယ်ပေါ့နော်အဲ့ဒါလေးရှိမယ်အနောက်ကဒီဥစ္စာလေးဒါလေးကိုခန်းကြီးပါရတီကယ်တော့ကတတိဆရာလေးထည့်ပြီးတော့ပြောထားပေးခဲ့တယ်လို့တော့ကျွန်တော်ထင်တယ်ပေါ့နော်မမှတ်မိတော့ဘူးအဲ့တော့ သူကလေအဲမူဆာဘိုးရူဆိုတဲ့စကားလုံးလေးဖြစ်ပါတယ်ဆာလောင်မိုတိတ်တယ်လိုချင်တတ်မှတ်တယ်ဆိုတဲ့အထိပ္ပယ်မျိုးပေါ့နော်ဆိုတဲ့အထိပ္ပယ်လေးအဲ့တော့ဒီဟာလေဟိုမှတ်ရအရန်လွယ်တည်လားဘာလွယ်ဆိုတော့အပွားဣမာလေးနဲ့အောက်ကဒီခိုင်ခယူလေးပေါ့နော်ခယူလေးကပတ်စံလေးကိုစားပြုတာဖြစ်တဲ့အတွက်အခုပတ်စံလေးကိုအရန်ကိုလိုချင်တတ်မှတ်နေရဆိုပြီးရောမှတ်ထားလိုက်လို့ရှင်တန်းပြီးတော့ဘော့ကပ်အနေနဲ့မှတ်မိသွားတယ်ပေါ့နော်ဒါပေမဲ့အနောက်က root တစ်လုံးနဲ့ထွက်တာကြတော့နည်းနည်းလေးဘေးကနေအစာဆွဲခေါ်ရမလဲဆိုတဲ့ဥစ္စာမျိုးကနည်းနည်းလေးပြန်ပြီးတော့ခတ်သွားတာဖြစ်တဲ့အတွက်မူဆာဘိုးတို့ဆိုတဲ့စကားလုံး ုံးလေးပေါ့နော်အရှိမကျွန်တော်အမြဲတမ်းအဲပြောနေကြလို့မျိုးပဲဟို မန်ခော့ရဲ့မန်လီကိုမာနုခရဲတို့ဆိုပြီးတော့ပြောပါများတော့လဲသူကသူမှတ်မိသွားတာပဲလေနော်ဒီခောက်လဲအဲ့လိုမျိုးလေးပဲမူဆာဖို့တို့ဆိုပြီးတော့အာလိုချင်မှုတတ်မှတ်မှုရှိတဲ့အရာကိုတတ်မှတ်တယ်ဆိုရဲစကားလုံးလေးပေါ့နော်တခါရဲမှတ်ထားပြပါအဲအနောက်မှာဒါလေးရှိနေတယ်ဒါလေးဒါလေးကိုရင်းရင်းနှီးမြင်ဘူးနေတယ်ဘာမှမြင်ဘူးနေရပါလဲကျွန်တော်တို့ဒီခိုးကိုင်းနောင်တရတယ်တို့ဘာလို့မှမြင်ဘူးနေတယ်ခူရရှိတို့ဘာလို့မှမြင်ဘူးနေရပေါ့နော်ဒါပေမဲ့ဒီတစ်ခေါက်ကကြတော့သူကအရှိမနင်းပန်းလေးဖြစ်နေပေါ့နော်နင်းပန်းလေးသူကအာနာဒိုတို့ဆိုရဲစကားလုံးလေးဖြစ်ပါ တယ်အာနာဒိုဒိုအာနာဒိုဒိုအာနာဒိုဒိုဆိုတာကရှုံချရတယ်အထင်သေးတယ်တစ်ဖက်လူအထင်မကြီးဘူးဆိုတဲ့အတိတ်ပဲလေးပေါ့နော်လုံတွဲလေးအနေနဲ့သူကလေအဲဒီလိုမျိုးလေးအဲ ဘူချော့ခုဆိုပြီးအတွဲလိုက်လေးတွေ့ရတတ်တယ်ပေါ့နော်ဘူချော့ခုဘူချော့ခုရဲ့ကြော့ခုလေးရလဲဒါအန်ဝမ်စကလုံးလေးပဲသူကဒီအနောက်ကပေါ့နော်ဒီအနောက်ကစကလုံးလေးဒါလေးကကျတော့ဘူချော့ခုရဲ့ကြော့ခုလေးသူကဟာဆုခရှိမဲရုလို့ခေါ်တယ်အရှက်ရစေဆွဲစကလုံးလေးပေါ့နော်အဲ့တော့နှစ်ခုပေါင်းပြီးတော့လေအဲ့လိုဘူချော့ခုဆိုပြီးတော့အတွဲလိုက်လေးတွေ့ရတတ်တယ်အတိတ်ကတစ်ဖက်လူကိုအဲ့လို look down ဖြစ်တယ်ပေါ့နော် အထင်မကြီးဘူးရှုံချတယ်အထင်သေးရယ်ဆိုအတိတ်ပဲလေးဖြစ်ပါတယ်တွေ့အနောက်ကစကလုံးလေးဒါလေးဒါလေးက home menu ဖြစ်ပါတယ် home menu ချီကျူးတယ်ဆိုရ home menu လေးပေါ့နော်ကျွန်တော်အဲ့အရာလေးကို ဥပမာပေါ့ကိုကိုကိုဂုံပြူတာလေအဲ့လိုတခုခုကိုအဲဒီဗီဒီယိုနားထောင်ပြီးတော့ကိုကိုဂုံပြူတဲ့အနေနဲ့မဟုတ်ဝဲကြွေးလိုက်တယ်လို့ပါတော့အဲ့ဒါမျိုးဆိုလို့ရှိရင်ကျွန်တော်အမြင်နဲ့ပြောတဲ့ဒီခေါ်ဟိုးဘီဆိုတဲ့စကားလုံးလေးရှိရလေခေါ်ဟိုးဘီជីပိုးရဲ့တော့ခေါ်ဟိုးဘီဆိုလို့ရှိရင်ကိုကိုကိုချီကိုကိုကိုဂုံပြူတာပေါ့နော်အဲ့တော့အဲ့ဂုံပြူတာမှာပါတဲ့ဟိုးလေးဖြစ်ပါတယ်အဲ့တော့ခေါ်ဟိုးဘီဆိုတဲ့ vocab လေးကလည်း n1 vocab လေးဖြစ်တဲ့အတွက်ဟိုမဲတူလေးလည်းတစ်ခါရဲ့မှတ်ထားပြီနော်အဲ့တော့ဒီအနောက်ကစကားလုံးလေးပေါ့နော်ဒီဟာလေးအဲ့ဒီနှစ်ခုကလေးမဟိုမတူတော့မတူနေဘူးဒါပေမဲ့အမြင်နဲ့အဲ့နှစ်ခုကစာမုပ်ဘွဲမှာဆိုလို့ ရှင်လွဲလိလွဲထားရှိရပါတော့နောက်ကဥစာလေးကကြတော့နာကူစာမဲသူနှစ်သိမ့်ပေးရဆွဲစကလုံးလေးဖြစ်ပါတယ်အောက်မှာခုခုလိုလေးပါနေရဆိုအဲ့ဒါလေးနဲ့တခါရတူကြမယ်ပေါ့နော်အောက်မှာဒါလေးကတော့လွယ်သွားပြီအဲသူကယော်မဲပေါ့နော်ယော်မဲဟို တတို့သမီးတို့ပါတို့ရဲ့ပေါ့နော်စကလုံးလေးဖြစ်တယ်။ဒါပေမဲ့သူကဒီအဲ့လိုလက်ထက်ထိန်များရဲ့တို့ပါတို့ဆိုလို့ရှိရင်တိုတုကုဆိုပြီးတော့ခေါ်ရဲပေါ့နော်တိုတုကုတိုတုကုပြီးလို့ရှိရင်နောင်းနေနေဆိုလို့ရှိရင်နော်ဟာနာယောမဲတို့ပါတို့ရဲ့ယောမဲဆန်ရဲ့ယောမဲလေးဖြစ်ပါတယ်။တိုတုကုလက်ထက်ထိန်များရဲ့ဆိုတဲ့စကလုံးလေးဖြစ်တယ်။အနောက်ကစကလုံးလေးကတော့ဒါဟာနာမူကိုရဲ့မူကိုပေါ့နော်တတို့သားဆိုတဲ့စကလုံးလေးဖြစ်တယ်။ဒါလေးကတော့ကျွန်တော်တည်ထားပြီးသားဒါလေးဒါလေးအမြဲတမ်းတွေ့နေကြကောအန်းရဲ့အန်းလေးဖြစ်ပါတယ်။ကောအန်းဆိုလို့ရှိရင်ဒီငါးရန်းကိုပြောတာလဲဟုတ်နိုင်တယ်။ဒါပေမဲ့ဒီခန်းကြီးလေးနဲ့ဆိုလို့ရှိရင်ကျွန်တော်ရေစ က်ဆိုတဲ့အန်ဆိုတဲ့စကားလုံးလေးဖြစ်သွားရပေါ့နော်ဒါမဲ့သူ့ကိုနောက်ထပ်တစ်ခုထပ်ပြီးတော့မှတ်ထားပေးစေချင်တယ်အဲ့တော့အန်ဆိုတဲ့ vocabulary ကိုတိထားရင်အန်တူးလောက်ပဲရှိတယ်ပေါ့နော်သူ့မှာဒီလိုမျိုး food chi ဆိုတဲ့စကားလုံးလေးရှိတယ်အခန်းပကန်နေပါရီရဲ့အနာသက်လေးတွေကို food chi ဆိုပြီးတော့ခေါ်တယ်ပေါ့နော်အဲ့တော့အဲ့တော့အဲ့ဒီအဥ္စာလေးကိုတခါလေးမှတ်ထားပေးပါအဲ့ဒါဘာနဲ့တူလဲဆိုတော့ကျွန်တော်အန်တူးတော့ကတွေ့ခဲ့တယ်ဒီလိုမျိုး heat tie နှစ်ဖူးဆိုတဲ့စကားလုံးလေးပေါ့နော်ဒါ heat tie ဆိုလို့ရှိရင်နှစ်ဖူးပြီးလို့ရှိရင်သူ့ကျွန်တော်ဒီလိုမျိုး king ကခုတို့ဘာတို့မှဆိုလို့ရှိရင်ငွေပမာဏအမောက်အနေနဲ့ထပ်ပြီးတော့တွေ့ခဲ့ရသေး ရပေါ့နော်အဲ့လိုမျိုးလေးပဲဒီစကလုံးလေးကလည်းနှစ်ခုမှတ်ထားပြီးမှအဲဒါအတိတ်ပဲပို့ပြီးတော့ပြေသွားသွားမယ်ပေါ့နော်သူ့ရဲ့အနောက်မှာရှိနေတဲ့စကလုံးလေးပေါ့နော်ဒါလေးကတော့ကျွန်တော်အများကြီးမရှိဘူးသူကဒီလိုမျိုးရှင်းဆက်ခီလို့ပါတော့မှာပါတဲ့စကလုံးလေးဖြစ်တယ်ဆွေမျိုးတွေပေါ့နော်ဆွေမျိုးတွေဆွေစကလုံးလေးဖြစ်တယ်အဲအဲ့ဒါကိုကျွန်တော်တို့ဥပမာပေါ့နန်းဆိုင်တက်စကတို့ဆိုင်လေးနဲ့နည်းနည်းလေးလွယ်လေးလွယ်ထားရှိရပေါ့နော်ဆိုင်ကကြတော့ကျွန်တော်ဘလို့မှတ်ထားလဲဆိုတော့ဒီဆိုင်လေးကကြတော့အပေါ်မှာတူမားတို့လေးပါနေအောင်အတက်ကရက်တစ်နှစ်ပြီးတစ်နှစ်ရက်ရက်ပြီးရည်ထက်ပြီးရည်သွားရတယ်ဆိုတဲ့အတိတ်ပဲမျိုးလေးနဲ့ကျွန်တော်အဲ့လို လေးတွဲပြီးတော့မှတ်ထားရပေါ့နော်အဲ့ဒါလေးရှိတယ်အဲနောက်ကဥစ္စာလေးမြင်လိုက်တဲ့အခါမှာအဲဒါလေးကဘာလို့အန်နွားမှာပါနေရလဲဆိုပြီးတော့ထင်သွားတော့တယ်ဒါပေမဲ့ကျောင်းသိထားတဲ့ဒီဤတိုနဲ့မတူပါဘူးဤတိုအချီဆွဲစကလုံးလေးအချီဆွဲစကလုံးလေးမဟုတ်ဘူးပြီးလို့ရှိရင်ကျောင်းငငယ်တော့ထပ်ပြီးတော့သိထားတဲ့ခခတိအင်းရဲ့ခခတိလေးလည်းမဟုတ်ဘူးအဲ့တော့အဲ့နှစ်ခုနဲ့ဟို ဆင်မဲဆင်နေရပေါ့เนาะတငယ်ချင်းပဲဖြစ်နေတာသူတို့ကမတူပါဘူးအဲ့တော့ဘာလေးလဲဆိုတော့သူကအန်နွမ်းစကလုံးလေးဖြစ်ပြီးတော့ကျွန်တော်ခ K တို့ဘာတို့မှာပါတယ် K လေးဖြစ်ပါတယ်မျိုးဆက်ဆွဲစကလုံးလေးဖြစ်တယ်ပေါ့เนาะအဲ့တော့ဒါကကြတော့အဲခန်းခေးရဲ့ခေးပေါ့နော်ဒါကကြတော့ itou a itou ပေါ့နော်အဲ့တော့အဲ့လိုမျိုးလေးအတွေ့လိုက်လေးတည်တည်ဆာဆာလေးထပ်ပြီးတော့အဲတငယ်ချင်းတယောက်ထပ်ပြီးတော့ထပ်တွေ့ရတယ်ပေါ့နော်ဒါလေးအာဒါကတော့လွယ်တယ်တိလားဥပမာကျွန်တော်ဂန်အင်းတို့ပါလို့ဆိုလို့ရှင်ရင် ကန်အင်း reason ပေါ့နော်အကြောင်းပြချက်အနေနဲ့တွေ့ခဲ့ရတယ်အဲ့ဒီရဲ့အင်းလေးဖြစ်တယ်အဲ့တော့ဒီဟာကတော့ရှာအွန်းနာလေးပါနေရောကျောခွန်အင်းတူတူခဲတို့ပါတို့မှာပါတယ်ခွန်အင်းအဲ့လိုလက်ထက်ထိမ်များခြင်းမှာပါတယ်အင်းလေးပေါ့နော်တခြားမှာမတော်ဘူးဒီမှာပဲတုံးတာဆိုအဲ့ဒါလေးတခါတယ်အဲမှတ်ထားပေးမယ်ပေါ့နော်သူ့အနောက်မှာရှိနေတဲ့ဒီဥစ္စာလေးဒါလေးကဆော့ဆော့ရှင်းဆက်ခီးရဲ့ဥစ္စာလေးနဲ့တော့ဆင်နေဟုတ်ဒီမှာရှင်းဆက်ခီးရဲ့ဆက်ခီးလေးနဲ့တော့ဆင်နေတယ်ကျွန်တော်တို့အာဦးကြီးဦးကြီး ဥလေးကိုဆိုလို့ရှိရင်ကျွန်တော် OG ဆိုပြီးတော့ခေါ်တယ်ဟုတ် OG over ဆိုပြီးတော့ခေါ်တာဟုတ်နော်အဲ့ဒီမှာပါတဲ့စကားလုံးလေးဖြစ်တယ်အဲ့တော့သူကလေ OG over ကဒီအနောက်မှာဆိုလို့ရှိရင်လည်းဒီမှာဒီဟာပါလေးတော့ဒီမှာပေါ့နော်လူလေးရဲ့အနောက်ကရှီတို့ကြီးလေးရဲ့ပါနေရပေါ့နော်အဲ့ဒါကလည်းသူကလေ OG over ပဲအဲ့တော့ဘလို့ရေးရမလဲဆိုတော့ဒီလိုမျိုးလေးပေါ့နော် OG over အဲ့ဒါကဘာကွာသွားရလဲဆိုတော့ကျွန်တော်တို့ဒီဥကြီးတော်ကြီးနဲ့ဥလေးတော်လေးနဲ့ กว่าตัวบ่เนาะอะแล้วฮีราคานะเนี่ยပြောมั้ยဆိုလို့ရှင်တော့ဟို ဥလျောတော်လျောဥလျောတော်ကြီးရောဒါပဲဒါပေမဲ့ခန်းကြီးနဲ့ရေးမယ်ဆိုလို့ရှင်လိုမျိုးလေးခွဲရေးရပေါ့နော်ဥလေးတော်လေးဥကြီးတော်ကြီးဆိုပြီးတော့အဲ့လိုမျိုးဖြစ်သွားဥကြီးဥပါမှာပါတဲ့စကားလုံးလေးပေါ့နော်အဲ့တော့ဒါလေးလည်းဟိုလှတယ်ပေါ့လှတယ်ဆိုတော့တခါလေဒီလိုမျိုးလေးခန်းကြီးလေးနဲ့တွဲပြီးတော့ချက်ထားပေးပါ level မြင့်လာလို့ရှင်အဲ့လိုစာပိုက်တွေဖတ်တဲ့အခါကျရင်လိုမျိုးခန်းကြီးလေးနဲ့အလိုရေးတာမျိုးလေးတွေ့ရတတ်တယ်ပေါ့နော်ဥပမာအာနာတာဆိုရင်တော့အဲ့လိုမျိုးရေးတော့မဟုတ်ဘဲနဲ့ကျွန်တော်ကဒါမျိုးလေးထပ်ပြီးတော့ခန်းကြီးလေးနဲ့ထပ်ပြီးတော့တွေ့ခဲ့ရတာပေါ့နော်အဲ့တော့အဲ့ဒါမျိုးလေးရှိတယ်ဒီနောက်ကဒါလေးကကျတော့ဒါ on k ရဲ့ on လေးဖြစ်တယ်ပေါ့နော်သူကဂျေဇူးတရား ားဆိုရယ်စကားလုံးလေးပေါ့နော်ဩင်္ဂါရရှိလို့ပါဆိုဂျေစုဆက်တယ်လို့ပါတော့မှာပါတဲ့စကားလုံးလေးဖြစ်ပါတယ်သူ့နောက်ကစကားလုံးလေးဒါလေးကိုတော့မပြောတော့ဘူးဒါကိုပြောဒါကိုတော့မသိဘူးဆိုလို့ရှင်တော့ကျွန်တော်အရင်ဝမ်းနေတာလေဘာလို့ဆိုကျွန်တော်အမြဲတမ်းပြောတဲ့ဒီ short guide ကခုရှု lifelong learning ဆိုတဲ့စကားလုံးလေးရဲ့ short guide ရဲ့ guide လေးဖြစ်ပါတယ်သူကဟိုတောက်လျှောက်ဆိုတဲ့တသက်လုံးဆိုတဲ့အဓိပ္ပာယ်မျိုးလေးပေါ့နော် short guide ဆိုပြီးအတွေ့အလိုက်လေးသုံးတယ် short guide ဆိုရင်တသက်လုံးတဘွားလုံးဆိုတဲ့အဓိပ္ပာယ်မျိုးလေးဖြစ်သွားတယ်ပေါ့နော်အနောက်ကဟိုဒီမှာဒါလေးရှိနေတယ်ဒါလေးကကြတော့ ဒါလေးကိုလည်းကျွန်တော်ရင်းနီးမြင်ဘူးနေတယ်။ဘာမှမြင်ဘူးနေရလဲဆိုတော့က hiki sugi မမြင်ဘူးနေတာ hiki sugi အဲ့တော့အလုပ်တွေပါတယ်ရှေ့ကတယောက်ကထွက်သွားလို့အနောက်ကတယောက်ကအဲအတူညာဝင်နေဆိုလို့ရှိရင်ကျွန်တော်က hand over လုပ်ရတယ် hand over ကကြတော့ဒီအဟိုကိုယ့်ရဲ့အလုပ်တွေကိုလွှဲအပ်ရတာပေါ့နော်အဲ့ဒါမျိုးကိုဆိုလို့ရှိရင် hiki စကီဆိုပြီးတော့ခေါ်ပါတယ်အဲ့ဒီမှာပါတဲ့စကားလုံးလေးပေါ့เนาะသူက now buff အနေနဲ့ဆိုလို့ရှိရင်တော့စကူဆိုပြီးတော့ပြောရဲပေါ့เนาะအမွေဆက်ခံသည်ဆိုရဲစကားလုံးလေးဖြစ်ပါတယ်စကူအမွေဆက်ခံသည်เนาะအဲ့တော့ဒါလေးကိုမှတ်ထားပေးမယ်อืมအနောက်ကဒီဥစ္စာလေးဒါလေးကလည်းရင်းရင်းနီးနီးတည်တဲ့ကျောင်းအမျိုးဘာဘာဆိုလို့ရှိရင်လေအဲ့လိုမျိုးလေးဟိုအဖွားအိုကြီးတို့ဘာတို့မှပါတတ်တဲ့စကားလုံးလေးပေါ့เนาะဘာဘာဆိုရဲစကားလုံးလေးအဲ့တော့ရိုးဘဆိုရဲစကားလုံးလေးရှိရဒါကြောင့်မိမအိုကြီးပေါ့เนาะမိမအိုရှိရဖူခဲတို့အိုရဲဆိုရဲစကားလုံးလေးနဲ့ပေါင်းပြီးတော့ ဖူခဲတို့အိုရီတို့ဆိုတဲ့စကားလုံးလေးနဲ့ပေါင်းပြီးတော့ရိုဘဆိုတဲ့စကားလုံးလေးရှိအဲ့တော့အဲ့လိုဖွားကြီးဆိုလို့ရှိရင်လေအဲ့လိုမဟုတ်ဖဲနဲ့အဲ့လိုအရန်စိတ်ပူတက်တယ်ညာအိတ်ခန်းကြီးဆိုလို့ရှိရင်လည်းတို့တို့မှလေးတကားတွေကိုခဏခဏ ဟိုလိုမျိုးတွားပြီးတော့စစ်ဆေးရမျိုးအဲ့လိုမျိုးမြင်ဘူးလားမသိဘူးကျွန်တော်အဖွာဆိုလို့ရှင်လဲရင်တော့အဲ့လိုမျိုးအိတ်ခန်းကြီးဆိုလို့ရှင်ဆိုအမြင်နဲ့အဲဟိုဟိုလိုက်စစ်တိလိုက်စစ်အဲ့လိုမျိုးရှိတတ်တယ်ပေါ့နော်အဲ့လိုမျိုးစိတ်ကိုကျွန်တော်ဂျပန်ဘာသာစကားမှာဆိုလို့ရှင်တော့ robation ဆိုပြီးတော့ခေါ်တယ်ပေါ့နော်အာဘာမှမဟုတ်မှန်းတော့သိရဒါပေမဲ့အရင်ကစိတ်ပူတတ်တဲ့စိတ်မျိုးဆိုလို့ရှင်လို robation ဆိုပြီးတော့ခေါ်တယ်အဲ့ဒီဥစ္စာလေးရှိတယ်အဲ့တော့ အရင်ကြီးတော့သုံးတာမျိုးမရှိတော့မမှတ်ထားလဲတော့ကိစ္စမရှိဘူးဒါပေမဲ့မှတ်မိရဲ့ဆိုလို့ရှင်တော့ကောင်းတာပေါ့နော်အဲ့တော့နောက်ထပ်နောက်နောက်မှာပါဠိတစ်ခုရှိနေတရားလဲဆိုတော့ဒါလေးဒါလေးလည်းကျွန်တော်ကုံကုံတိုက်တွေပါတယ်တွားအမြဲတမ်းတွေ့ရတဲ့တပားတူသွားလို့ရှင်ပေါ့နော်အဲ့တော့ရှင်းရှိရှုခုကြောဆိုတဲ့အတွဲလိုက်လေးကိုအမြဲတမ်းလေးချက်ထားပေးပါအဲ့ဒါဆိုလို့ရှင်ဒီစကားလုံးလေးရောသူ့ရဲ့နောက်ကဒီစကားလုံးလေးရောအတွဲလိုက်လေးရသွားမယ်ပေါ့နော်သူကအဲ့လို ladies and gentlemen ဆိုတဲ့စကားလုံးလေးဖြစ်ပါတယ်ဒါပေမဲ့ဂျပန်လိုရေးတယ်ဆိုလို့ရှင်အရှိက gentlemen ကအရှိကအနောက်က ladies ကအနောက်ကပေါ့နော်အဲ့တော့အဲ့တော့ ladies lady ပေါ့နော်ကျွန်တော် ုပ်ပြောလိုက်တဲ့ lady ဆိုတဲ့စကားလုံးလေးပေါ့နော်မြန်မာလူဆိုဘယ်လိုပြောရမလဲ lady ဆိုလို့ရှိရင်အဲမိမလှလေးလို့ပြောရမလားဒါမှမဟုတ်အဲ့လိုအမျိုးသမီးပေါ့နော်အမျိုးသမီးကောင်းလေးပေါ့အဲကျွန်တော်အဲ့လိုမျိုးပြောတယ်လို့မျိုးအဲ့ lady ဆိုတဲ့စကားလုံးလေးကရှုခုကျော်ဆိုပြီးတော့ခေါ်ပါတယ် gentleman ပေါ့နော် gentleman ပေါ့နော်အမျိုးသားခံရတဲ့အမျိုးသားတို့ပါလို့ဆိုကျွန်တော်ရှင်းရှိဆိုပြီးတော့ခေါ်တယ်အဲ့တော့တပတ်တပတ်တူတွေပါမှာဆိုလို့ရှိရင်ကကြတော့အဲ့လို အင်ဂျီတွေပါရောင်းတဲ့အထက်တွေပါရောဆိုလို့ရှင်တချို့လမ်းညွန်ဆိုင်ပုတ်တယ်မှာလို့ရှင်းရှိရှုကူကြောဆိုလို့အဲ့လိုမျိုးလေးရေးထားမျိုးလေးရှိတယ်ပေါ့နော်ရောက်လို့ရှင်းရှားပြီးတော့ကြည့်ကြည့်ပါအနောက်မှာဒါလေးရှိတယ်။ဒါလေးကကြတော့ဒါလေးကတော့အရှိမလဲတွေ့ခဲ့တယ်လို့အရှိမကျွန်တော်တွေ့ခဲ့တာကဒီယူဇူရုနေရာဖဲ့ပေးရဲ့ဆွဲစကလုံးနဲ့တွေ့ခဲ့တာ။ဒီဟာကကြတော့အာအိုဂျောဆန်ပေါ့နော်။အိုဂျောဆန်တမော်ဒီသမီးတော်ဆွဲစကလုံးလေးဖြစ်ပါတယ်။နောက်ကဇာလေးဒါတော့ဒါတော့အများနဲ့ကျွန်တော်တွေ့နေကြစကလုံးလေးဖြစ်တဲ့အတွက်တန်းပြီးတော့တည်ထားမယ်လို့တော့ထင်တယ်။သူဒီတိုးတို့ဘူး ဟိုတံပိုးထားတယ်တံပိုးထားရတယ်ဆိုတော့တိုးတူဘူးဆိုတဲ့စကားလုံးလေးပေါ့နော်တိုးတူဘူးရေးလို့ရှင်တော်ရုံတန်ရုံမထွက်ဘူးထွက်ပြီနော်အဲ့တော့တိုးတူဘူးဆိုတဲ့စကားလုံးလေးဖြစ်တယ်ကျွန်တော်ခိချောတို့ဘာလို့မှာပါတဲ့စကားလုံးလေးပေါ့နော်ခိချောခိချောနာကြီးကန်တို့ဘာလို့ဆိုလို့ရှင်တံပိုးအာ တမိုးရှိတဲ့အချိန်တွေလို့ပါလို့ဆိုလို့ရှိရင်အမှပါတဲ့စကားလုံးလေးဖြစ်ပါတယ်တိုးတိုးပူတဲ့စကားလုံးလေးပေါ့နော်အနောက်မှာဒါလေးရှိတယ်ဒါလေးဒါလေးကတော့နည်းနည်းလေးအလိုကြွားဝါတယ်လို့ပါလို့မှာတွေ့ရတတ်တဲ့ဒီအီဘာတူရဲ့စကားလုံးလေးဖြစ်ပါတယ်အနောက်ကကျွန်တော်တို့အာဂမ်ဘာတူဆိုတဲ့စကားလုံးလေးဒါမျိုးလေးအတွဲလိုက်လေးချက်ထားလို့ရှိရင်ပို့ပြီးတော့မှတ်မိလို့ရအီဘာတူကြွားဝါတယ်ပြီးလို့ရှိရင်လို့အာနာပါဝါတွေပါတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီလိုမျိုးအီဒီယောခုတို့ပါလို့ခေါ်တာပေါ့နော်အဲ့ဒါလေးရှိတယ်အဲအနောက်မှာဒါလေးဒါလေးကကြတော့အာအိုးကုအပေါ်မော်ကြည့်တယ်ဆိုတဲ့စကားလုံးလေးဖြစ်တယ်အာအိုး ခုအပေါ်မောကြည့်တယ်เนาะအရှိမကျွန်တော်တွေ့ခဲ့တာကကြာတော့ဒီအိုစာအဲရူဖိနှိပ်တယ်ထိမ့်ချုပ်တယ်ဆိုတဲ့စကားလုံးလေးဖြစ်ပြီးတော့အန်3လောက်တောင်းကတွေ့ခဲ့တာကမူခာအဲရူဂျူဆိုတဲ့ဆွဲစကားလုံးလေးဖြစ်ပါတယ်အဲ့တော့အများကြီးပဲအများကြီးပဲအများကြီးပဲเนาะအဲဒီဟာလေးကကြာတော့ကျွန်တော်ဥမာရှင်ခိုကိုးကွယ်ယုံကြည်ရတို့ဘာတို့မှာပါတတ်တဲ့စကားလုံးလေးဖြစ်တယ်เนาะ โอเคအဲ့ဒီနောက်မှာထပ်ပြီးတော့ရှိနေရလေးကဒီဥစ္စာလေးဒါလေးကအာဒါလေးကိုဘယ်လိုပြောရမလဲအရှိမတော့ကျွန်တော်တခုတွေ့ခဲ့တယ်ဆူဆူရှိမှုဆိုရယ်ဗောကပ်လေးတခုတွေ့ခဲ့တခုခုထိမ့်သိမ့်ထိမ့်သိမ့်ထိမ့်သိမ့်သိမ့်သိမ့်ပြောတယ်တို့ဘာလို့စကားထိမ့်သိမ့်သိမ့်ပြောတယ်တို့ဘာလို့မှပါတတ်တဲ့ဆူဆူရှိမှုလေးဒီဥစ္စာလေးကလည်းဆူဆူရှိမှုလေးပဲဆူဆူရှိမှုလေးပဲပေါ့နော်သူကလည်းအဲ့လိုမျိုးဂယုပြုတယ်တင့်တော်အောင်ဆောင်ရွက်တယ်ဆိုရယ်ဆူဆူရှိမှုဆိုရယ်စကားလုံးလေးဖြစ်ပါတယ်အဲ့တော့အလိုနှစ်တက်စကားပြောတဲ့အခါကြီးပိုင်းမှာဆိုလို့ရှင်ဆူဆူရှင်းတဲ့ရှင်းတဲ့တော့ဥယောတို့ခုပြီးမရှာခင်မတ်တို့ဘာလို့အဲ့လိုမျိုးလေးတွေ့ရ ရတတ်တယ်ပေါ့နော်အာအဲ့တော့ဆဆရှိမနှစ်ခုရှိတယ်ဆိုရဲဥစားလေးကိုမှတ်ပြီးတော့ဒီမျိုးလေးအဲ့လိုခန်းကြီးလေးနဲ့တွဲပြီးတော့မှတ်မိရဲဆိုလို့ရှင်အဆင်ပြေပါတယ်။အနောက်ကဒီဥစ္စာလေးဆိုလို့ရှင်လည်းဒါရင်းရင်းနီးနီးတည်ထားပြီးဒါနန်ကကျော်ရဲ့စကားလုံးလေးပေါ့နော်။နန်ကကျော်ရဲ့ကနန်ကကျော်ရဲ့ကလေးကကြတော့သူက congratulation လို့အတိတ်ပဲရတဲ့စကားလုံးလေးဖြစ်ပါတယ်။အဲ့တော့နောက်မှထပ်ပြီးတော့ရှိနေတဲ့ဒီဒီဥစ္စာလေးပေါ့နော်။ဒါလေးဒါလေးက တတဲမချူရူဆိုတဲ့စကားလုံးလေးဖြစ်ပါတယ်ဒါတဲမချူရူကတ်လူပူဆိုရဲဆိုတဲ့စကားလုံးလေးကျွန်တော်တို့အာကျောတိုတို့ဘာလို့လို့လေးဂျင်ဂျာတွေဘာတွေသွားတဲ့အခါမှာတိုင်နှစ်တိုင်ရှိအဲ့တူရီအီလေးရှိတယ်အဲ့တူရီတူရီအီဆိုတာကပြတားအောင်လားအဲ့အယောင်တုတ်ထားတဲ့အဲ့တိုင်လေးတွေလीနော်တူရီအီဒီလိုလေးတူလေး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 အော်ဒီဟာလေးဒီဟာလေးဒီဟာလေး ဒီဟာမျိုးလေးဒီဟာမျိုးတိုင်လေးတွေမှာဆိုလို့ရှိရင်ဒီခန်းကြီးစကလုံးလေးရေးထားတယ်ရောက်လို့ရှင်ရှာပြီးတော့ကြည့်ကြည့်เนาะအဲ့တော့တတ်တဲ့မချွတ်တူဆိုတဲ့စကလုံးလေးရှိတယ်အနောက်မှာဒါလေးဒါလေးကကြတော့ကျွန်တော်တို့အာချူစစ်စစ်တို့ဘာလို့မှာပါတတ်တဲ့အဲ့လိုမျိုးပေါ့เนาะအဲ့လိုတစ္ဆာရှိတယ်အဖြစ်ရမှန်အဲ့လိုဆိုရယူသားတယ်ဆိုတဲ့စကလုံးလေးပေါ့เนาะချူဆိုတဲ့စကလုံးလေးဖြစ်ပါတယ်အဲ့တော့အဲ့လိုတတိချာချာ ဟိုဂယုပြုတ်ပြီးတော့နားထောင်နေလို့ပါလို့ဆိုလို့ရှင်အာချူးခုခုနီမိမိကိုခတ်တာမှုခဲတူတို့ပါလို့အဲ့လိုမျိုးလေးတွေ့ရတယ်ပေါ့နော်ချူးဆိုတဲ့စကားလုံးလေးချူးချစ်ချူးချစ်ချူးချစ်ချစ်ဆိုအမှန်တရားတို့ဟိုလိုယူသားတယ်တို့ပါလို့အဲ့လိုမျိုးမှတွေ့ရတဲ့ချူးလေးဖြစ်ပါတယ်ချူးကလည်းအများကြီးပဲနော်ဥပမာဟိုကျွန်တော်အရင်တော့တိထားချူးခုခုရဲ့ချူးလေးပေါ့နော်ပြီးလို့ရှင်အဲဒီ နာကမဆိုတဲ့ဥစာမျိုးလေးလည်းထပ်ပြီးတော့ဒီလိုမျိုးခန်းကြီးစကားလုံးလေးရှိတယ်။ဒါကြတော့အဲချူချစ်ချရဲ့ချူလေးပေါ့နော်။ဒါခန်းကြီးပါရတီကယ်လေးတွေပြန်ပြီးတော့ကြက်ပေးဖို့လိုအပ်တယ် level မြင့်လာ။နောက်ကဟာလီဒါလေးအရင်သဘောကျတယ်။ဥရခိုးခိုးရဲ့စကားလုံးလေးဖြစ်ပါတယ်။ဟိုရကိုကိုမိဘကိုတည်တတ်တယ်မိဘကိုအဲပြောင်းစိတ်ချမ်းသာအောင်ထားတယ်ဆိုရဲစကားလုံးလေးဥရခိုးခိုးဆိုရဲစကားလုံးလေးအဲ့တော့ဗာနဲ့မြင်ဘူးနေတယ်လို့ဖြစ်နေဟုတ်အဲ့ဒါဗာလဲဆိုတော့ကျင်ခန်းကအေဒူဆိုရဲစကားလုံးနဲ့ မြင်ဘူးလို့ဖြစ်နေတာဒါပေမဲ့သူမဟုတ်ဘူးနော်အဲ့လိုမျိုးလေးအန်တော့မှအဲ့လိုမျိုးတော်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 အဲ့လိုကိစ္စလေးတော်တော်လေးများတယ်ပေါ့နော်ဒီအနောက်ကဒါလေးဒီတိတ်ဆွဲစကလုံးလေးအာဒီတိတ်ဆွဲစကလုံးလေးကကြတော့အဲ့လိုတော်နည်းနည်းတစ္ဆာရှိတယ်ဆွဲစကလုံးလေးပေါ့နော်အဲ့တော့ taste ထေရှုခုတို့ပါတော့အဲ့လိုမျိုးမှာတွေ့ရတတ်တယ်ပြီးလို့ရှိရင်ဥမာ food day ဆိုလို့ရှိရင်တစ္ဆာမရှိဘူးဆိုတဲ့စကားလုံးလေးဖြစ်သွားတယ်ဗောနော်အဲ့တော့ဒီ day လေးကတစ္ဆာရှိခြင်းဆိုတဲ့စကားလုံးကိုကိုစားပြည့်စကားလုံးလေးဖြစ်ပါတယ်အဲ့ဒါကိုမြင်လို့ရှိရင်လေအမြင်နဲ့ဘာကိုသွားပြည့်တတိယလဲဆိုလို့ရှိရင်ဒီရှုခုတက်ခုအာရှုခုတက်ခုဆိုတဲ့စကားလုံးဇပွဲကုံမျိုးတော်တော်ပြီးမြင်တယ်ဗောနော်စင်နေရဟုတ်တော့မြင်ချင်စရာကြီးလေနော်အဲ့ဒါမျိုးလေးရှိမယ်အနောက်ကဒီစကားလုံးလေးဒါလေးကကြတော့ဒိုးတုတ်ခုမှာပါတဲ့စကားလုံးလေးပါကျွန်တော်အရင်တော့ပြောခဲ့တဲ့ဇာဟိတနဲ့ဒီတုန်နီတီအဲ့လိုမျိုးဗောနော်ကိုကျင်းသိခါတို့ပါအဲ့ဒါ ါမျိုးပြောတဲ့ဒီကိုကျင်းသိခါတို့တီလာသမာဓိတို့အဲအဲ့ဒီဟာမျိုးဒိုးတို့ခုဆိုပြီးတော့ခေါ်တယ်အဲဒိုးတို့ခုဆိုတဲ့ဟာလေးပေါ့နော်စကားလုံးလေးလှတယ်လှလဲလှတယ် level လဲမြင့်တယ်ဒါပေမဲ့အဲ့ဒါကလည်း N1 ဖြစ်တဲ့အတွက်ဟိုထက်ခါထက်ခါနားထောင်ပြီးတော့မှတ်ယုံပဲရှိတယ်ပေါ့နော်อืม ဒါလေးဒါလေးကိုကျွန်တော်ပုံမှန်ဆိုလို့ရှိရင်နာမည်ဆိုလို့ရှိရင်နာမအေဆိုပြီးတော့ခေါ်တယ်ဒါပေမဲ့ကျွန်တော်တခါလေးတချို့မြန်မာလိုဆိုရင်တော့မှနာမည်ရှိတယ်အမည်ရှိတယ်နာမရှိတယ်အဲ့လိုမျိုးရှိတာအောင်မြန်မာစကားမှာလေအဲ့တော့ဂျပန်ဘာသာစကားမှာဆိုလို့ရှိရင်လည်းနာမရေရှိတယ် main show ရှိတယ်အဲ့လိုမျိုး꽌နေရကဒါဟိုစိတ်ညစ်စရာမဟုတ်ဘူးလေနော်အဲ့တော့တည်တည်ချာချာပျော်ရမယ်စကားလုံးလေးပေါ့နော်ကို focus နောက်တစ်ခုတည်သွားပြီဆိုပြီးတော့ main show ဆိုအမည်နာမဆိုရယ်စကားလုံးလေးမှာပါတဲ့စကားလုံးလေးဖြစ်ပါတယ်โอเคအနောက်ကဒီဟာလေးဒါလေးကကြတော့ကျွန်တော်ဒီတခါလေး ီကြောက်ရှင်ဘသူမှမသိလို့ရှင်လို့တာတော်ဆန်ဆိုပြီးတော့အဲ့လိုမျိုးနာမည်ပေးလိုက်တာမျိုးရှိရပေါ့နော်အဲ့ဒီမှာပါတယ်သူကတားဖြစ်သူဆိုတဲ့စကားလုံးလေးပေါ့နော်ယာမာတာကြီးချီတော်လို့ပါတယ်အဲ့လိုမျိုးမှာပါတဲ့တဲ့စကားလုံးလေးပေါ့နော်ဒါလေးရှိမယ်အဲ့လိုတားဖြစ်သူဆိုတဲ့အသေးပဲလေးပါအဲ့တော့ဒါလေး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 ကပါလေးတော့ဒါလေးကအိုရေးဆိုတဲ့စကားလုံးလေးအိုရေးအိုရေးကျုပ်ဆိုတဲ့စကားလုံးလေးပေါ့နော်ကျုပ်အိုရေးဆိုတဲ့စကားလုံးလေးအဲ့ဒါကိုမြင်လို့ရှင်လေဟိုတော်ရုံတော်ရုံပြောကြမှာမဟုတ်ဘူးဒါပေမဲ့ အဲ့လိုအနီးနားမှာအရန်ကိုရင်းရင်းနှီးနှီးရှိနေတဲ့တစုံတရာရှိရဲ့ဒီလားအဲ့ဒါကအားလုံးကတော့ထင်ကြပဲပေါ့နော်အာတက်ခီကိုပြောချင်တာလားရေတကွန်ပြောချင်တာလားဆိုတော့မဟုတ်ဘူးကျွန်တော်ကော်ဖီတောက်တဲ့အခါကိုကော်ဖီကိုပေါ့နော်ကိုယ့်ဟာကိုယ်အိမ်မှာတိတိကျကျလေးအဲကော်ဖီဆေးလေးတွေကနေတေချာလေးဖြော်ပြီးတော့တောက်တယ်ဆိုလို့ရှိရင်အဲ့ဒါကိုဂျပန်ဆိုလို့ရှိရင်ကိုဟီကိုအီဒဲတူဆိုပြီးတော့ခေါ်တာပေါ့နော်အဲ့ဒီကိုဟီကိုအီဒဲတူကလေရေးကြည့်မယ်နော် ကြည့်ကြည့်ကြည့်ဒီလိုရေးတာတိလာအဲ့တော့ coffee boo တော်တော်များများပါလေဤသေးတတဲ့တော့ခိုးရှိဆိုလို့ရှိရင်အဲ့ဒါမျိုးလေးဒီအဲ့ဒီခန်းကြီးရေးထားတယ်တိလာအဲ့တော့မင်းမကြည့်လို့မသိတာပါတကယ်ဝင်မကြည့်လို့မသိတာပါအဲ့တော့ယင်းနီးအဲ့လိုမျိုးပေါ့နော်ဟိုပတ်ဝန်းကျင်မှာအဲ့လိုမျိုးစလုံးလှလှလေးအများကြီးရှိနေတယ်ကျွန်တော်အဲ့လိုမျိုးလေးရှာဖွေရအရင်တော့ပေါ်ကြတယ်အနောက်ကဒီဥစ္စာလေးကတော့အရင်အမြဲတမ်းပြောနေကြတယ်လိုမျိုးကြီးကို short guy မှာပါတဲ့တဲ့စကားလုံးလေးပေါ့နော်သူက owner ဆိုပြီးတော့ခေါ်တယ် surf ကိုကိုတိုင်းဆိုတဲ့စကားလုံးလေးဖြစ်ပါတယ် โอเคနမနောက်ထပ်တစ်ခုထပ်ပြီးတော့တွေ့လာတယ်ဘာလို့လဲအဲ့တော့သူကဟိုကျွန်တော်တို့ခလေးလေးလဲပါနေရဆိုတော့လေအဲ့လိုမျိုးသူကခိုကြည့်တို့ဘာလို့မှာပတ်တဲ့ခိုဆွဲစကလုံးလေးအဲ့လိုတကောင်ကြွက်တို့ဘာလို့ပေါ့နော်အဲ့လိုအထီးကျန်နေဆိုရင်လုံးလေးဖြစ်တယ်ဆိုရင်အထိပ်ပဲမျိုးလေးနဲ့သွားတယ်ခိုတို့ခုတို့ဘာလို့ဆိုလို့ရှင်အဲ့လိုအဲ့လို I am so lonely I have nobody အဲ့လိုမျိုးစကလုံးလေးဖြစ်သွားတယ်ပေါ့နော်โอเค 啊，啲话俾也来到，咪就千数嚟俾佢了。啊，今你睇看六个六路我们咪就攞嚟攞嚟，样样嚟，咪攞我大别咩来塞系婚纱铺讲嘅时候，睇下呢批客咪用几巴嘅。<music> <music> <music> လိုက်ပြီးတော့ဗီဒီယိုလေးတွေကိုကြည့်ပေးနေရလို့လည်းယုံကြည်ပါတယ်။အန်နွားကိုကိုမမရေဆိုတော့ကျွန်တော်အများကြီးတော့အဲခလေးလိုစုလည်းမစုချင်ဘူး၊မိုတီလည်းမပေးချင်ဘူး။ကိုပါကိုထက်ခန့်တခါတခါရမှာကိုပါကိုကိုတောင်းပဲဆိုရဲဥစ္စာကိုလည်းဒါအားလုံးကတည်ထားပြီးသားဖြစ်နေတာဆိုတော့လေနော်။အဲ့တော့အဲတခုပဲတောင်းဆိုချင်တာကွန်မန့်လေးမှတ်ခဲ့ပေးပါအောင်။ဘာလို့လဲဆိုတော့ကျွန်တော်ကွန်မန့်လေးရလို့ရှင်နောက်ထပ်ဗီဒီယိုမြင်မြန်ဆန်ဆန်ထပ်ပြီးတော့ twin ဖြစ်တယ်ပေါ့နော်။အဲ့ဒါလည်းကျွန်တော်တော့မိုတီလေးပြန်ပြီးတော့ဖြစ်လို့ပါ။ဆုံးဖြတ်ကြည့်ပေးတဲ့ကျေးဇူးများတင်ပါတယ်။နောက်ထပ်ဗီဒီယိုမှာပြန်တွေ့မယ်နော်။တဒါ